အားလုံးမင်္ဂလာပါဒီတစ်ခါကျွန်တော်ပြန်လည်မျှဝေပေးမှာကတော့ကျွန်တော်တို့ကစီကွန်ဘန်ကိုသွားစရာမလိုပဲလမ်းပေးမှာစီးနေဘန်ဘုံကနေပြီးတော့ငွေဘလို့ထည့်ရမလဲဆိုတာကိုကျွန်တော်ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ဒီနည်းလေးကတော့ပြီးွားနဲ့ခေါတော့ကကျွန်တော်ထိုင်ဖန်နဲ့ဘန်ကိုဘလို့ပတ်စံထည့်ရလို့ဆိုတာကိုကျွန်တော်ပြပြွားပြီးဖြစ်တယ်ဒီတစ်ခါမှာတော့ ဒီကစီကောဘာဘုံနဲ့ကိုပတ်စံဘလို့ထည့်ရမလဲဆိုတာကိုပြန်ပြီးတော့မျှဝေမှာဖြစ်ပါတယ်ဒီနီးလေးကိုလည်းကျွန်တော်ရဲ့ YouTube channel မှာလာပြီးတော့တောင်းဆိုတာနဲ့သူအတော်များများစီလို့ကျွန်တော်အနေနဲ့ဒီနီးလေးကိုတင်ပေးရခြင်းဖြစ်ပါတယ်เนาะကဲဒီနီးလေးမစားမီကျွန်တော်ရဲ့ YouTube channel ကို subscribe လုပ်ရသေးရင် subscribe လိုက်တာပေးပါလို့ကျွန်တော်အနေနဲ့တောင်းဆိုချင်ပါတယ်เนาะ ဒါမှလည်းကျွန်တော်ရဲ့ဗီဒီယိုတွေအစ်တင်တိုင်းတင်တိုင်းမိတ်ဆွေတို့ထားမှာသွားပြီးတော့အကြောင်းကြားပေးမှာဖြစ်ပါတယ်เนาะကဲဘလို့လောက်ရလဲစတာကိုစားလိုက်ကြရအောင်เนาะကစီကုံဘန်ဘုံမှာပတ်စံတော်ထဲတော့မှဆိုရင်အရင်တိတာမဲ့အချက်လေးကိုကျွန်တော်အနေနဲ့အရင်ဆုံးပြောပြခြင်းပါတယ် အရင်သိထားမယ့်အချက်ကပါလဲဆိုတော့အခုတည်းမှာကျွန်တော်ပြရတာ ਨੇ အပုံမှာဆိုရင်နံပါတ်1နဲ့3စီတယ်เนาะအဲ့ဒီနံပါတ်1နဲ့3နဲ့မှာဆိုလို့ရှိရင်နံပါတ်1ဆိုတဲ့ပုံကပြောမယ်ဆိုရင် သူရေးထားတယ်เนาะ ATM လို့ရေးထားတယ်အဲ့ဒီပုံမှာဆိုရင်ကျွန်တော်တို့ပတ်စာနှိုင်းတဲ့ပုံဖြစ်ပါတယ်เนาะပတ်စာနှိုင်းတဲ့ပုံပေါ့เนาะနောက်ပြီးတော့နံပါတ်1ပုံလေးလည်းတွေ့မှာเนาะနံပါတ်1200ပုံဆိုလို့ရှိရင်ဒါကျွန်တော်တို့ပိုက်စာသွားထဲတဲ့ပုံလေးဖြစ်ပါတယ်เนาะအဲ့ဒီပုံမှာဆိုလို့ရှိရင် ပတ်စံထဲနဲ့အပေါက်လေးပါတယ်နော်ဒါကတော့ပတ်စံထဲနဲ့ပုံလေးဖြစ်ပါတယ်နော်နံပါတ်3ပုံလေးဆိုလို့ဆိုလို့စင်တော့ဒါအဲ့ဒီပုံကတော့နော်ပတ်စံနှိပ်လို့လည်းမရဘူးပတ်စံထဲလို့လည်းမရဘူးနော်ကျွန်တော်တို့ရဲ့ဘာထဲမှာပတ်စံဘလောက်စီလဲဆိုတာကိုပဲသွားပြီးတော့ကြည့်ဖို့တော့ကိုစာအုပ်လေးကိုသွားထဲနဲ့နေရာလေးဖြစ်တယ်နော်အဲ့ဒီကိုယ့်ရဲ့ဗန်းထဲမှာပတ်စံစည်းတရာကိုတွားပြီးတော့စာအုပ်ကိုယ့်ရဲ့ဗန်းစာအုပ်လေးယူတော့အဲ့ဒီထဲမှာထိုးထည့်လိုက်မှဆိုရင် तू ကနေပြီးတော့အော်တိုပေါ့နော်ပတ်စံစည်းတရာကို तू ကနေပြီးတော့ ဒီစာလုံးလေးတွေနဲ့ရိုက်ပြီးတော့ပေါ့နော်သူပြပေးမှဖြစ်တယ်နော်ပတ်စံဘယ်နှတောင်းစီလဲဘယ်နှသိန်းစီလဲဘယ်နေရနေရထုတ်လဲဘယ်နေရနေရဝင်လဲဆိုတာကိုသူပြပေးတဲ့ဥစားလေးပေါ့နော်နံပါတ်1 2 3ပေါ့နော်โอเคနံပါတ်1 2 3ဆိုလို့စင်တာနားလဲဝိုင်းဆိုလို့စင်ရင်အခုကျွန်တော်တို့ကပတ်စံထဲမှာဆိုတော့ပတ်စံထဲနဲ့ပုံကိုနံပါတ်1ပုံကိုကျွန်တော်ပြပေးမှာနော်โอเคเนาะအခုတွေ့နေရတဲ့ဥစ္စာတော့ဒါကျွန်တော်တို့ပတ်စံတတ်ထည့်ရမယ် နံပါတ်2ပုံပဲဖြစ်တယ်နော်နံပါတ်2ပုံလေးပေါ့နော်ဒီပုံမှာပဲပတ်စံထည့်လို့ရတာနော်ဂျန်နယ်ပုံလေးဆိုရင်ပတ်စံထည့်လို့မရဘူးခင်ဗျဒီပုံလေးမှာဆိုလို့ဆိုရင်ဒီလိုမျိုးပေါ့နော်ပေါက်လေးပါတာနော်ပတ်စံထည့်လို့ရတဲ့နေရာပေါ့နော်ခဏကကျွန်တော်ပြရသလိုနော်ဒီနေရာမှာကျွန်တော်အသေးချာဆင်းပြတာဘာမှမဟုတ်ဘူးနော်ဘလို့နားမလဲမှာကြောက်လို့ကျွန်တော်အသေးချာဆင်းပြတာဖြစ်တယ်နော် ဒီလိုမျိုးเนาะပေါက်လေးပါနဲ့ပုံကိုတွေးပြီးဆိုလို့ရှိရင်ဒါကတော့ပတ်စံထဲလိုရတဲ့ပုံဆိုတာသိကြပါပြီเนาะသိကြပါပြီဆိုရင်ကျွန်တော်တို့ဒီပုံကိုတွေးရင်ဘယ်လိုစလုပ်ရမလဲဆိုရင်အခုကျွန်တော်ပြထားတဲ့ဒီအောက်ဆုံးကခလုတ်လေးနေရာကိုတစ်ခေါက်အရင်နှိပ်မယ်เนาะ နှိုက်လို့ပြီးွားပြီဆိုလို့ဆိုရင်ဒီလိုမျိုးမျက်နှာပြင်ပုံစံလေးထပ်ပြီးတော့ပေါ်လာမှာเนาะဒီနေရာမှာကျွန်တော်ကတော့ထိုင်းစာနဲ့ပဲကျွန်တော်ကပြပေးมาဖြစ်ပါတယ်เนาะအင်္ဂလိပ်စာနဲ့ကျွန်တော်မပြဘူးเนาะတကယ်လို့အင်္ဂလိပ်စာတတ်နေသူဆိုလို့ဆိုရင်တော့လေเนาะဒီဘက်ဘယ်ဘက်ရဲ့အောက်ဆုံးကနေရာမှာအင်္ဂလိပ်ဘာသာရွေးပြီးတော့သုံးလို့ရပါတယ်เนาะကျွန်တော်ကတော့ထိုင်းဘာသာနဲ့ပဲပြပေးมาဖြစ်ပါတယ်เนาะဒီလိုမျက်နှာပြင်လေးတွေ့ပြီးဆိုလို့ဆိုရင်ကျွန်တော်အခုမြားပြတာနဲ့ အပေါ်ဆုံးကခလုတ်ကိုတစ်ခေါက်နှိပ်မယ်နော်နှိပ်လို့ပြီးွားပြီဆိုလို့ဆင်းရင်ဒီလိုမျိုးပုံစံလေးပေါ်လာမှာနော်အဲ့လိုပုံစံလေးပေါ်လာလို့ဆင်းရင်အဒီယာကျွန်တော်များပြတဲ့နေရာလေးမှာပန်းစာအုပ်မှာစီတဲ့နံပါတ်ကိုပေါ့နော်ထည့်ရမှာနော်အဒီပန်းစာအုပ်ထဲမှာစီနေနံပါတ်ကိုနံပါတ်10လုံးပေါ့နော်အဲ့ဒီနံပါတ်10လုံးကိုအဒီနေရာမှာထည့်ပေးရမှာဖြစ်ပါတယ်နော်ကိုရဲ့ ပါနံပါတ်ပေါ့နော်ပတ်စံထဲနဲ့ပါနံပါတ်ပေါ့နော်အဲ့ပါနံပါတ်ကဘယ်လိုမျိုးလဲဆိုရင်ဒီလိုမျိုးပေါ့နော်အဒီပန်စာအုပ်အထဲထဲရနော်ဒီလိုမျိုးပေါ့ဒါကတော့ကျွန်တော်နမူနာပြရတာပေါ့နော်အဲ့ထဲထဲမှာဒီနံပါတ်စီရပေါ့နော်ဒီလိုမျိုးနံပါတ်1 2 3 4 5 6 9 10လုံးဆိုတဲ့ဒီနံပါတ်ကိုထည့်ရမှာနော်ကိုရဲ့ပန်ထဲကိုထည့်မှာဆိုလို့ရှိရင်လေကိုရဲ့ပန်စာအုပ်တွေကနံပါတ်10လုံးပေါ့နော်ဒီနံပါတ်ကိုအဒီမှာထည့်ရမှာနော်တကယ်လို့သူငယ်ချင်းရဲ့ ဘာနဲ့ဥပစံထဲပြင်မဆိုရင်လဲသူငယ်ချင်းရဲ့ပန်းစာအုပ်ထဲရဒီလိုမျိုးနံပါတ်10လုံးကိုကိုရိုက်ထဲရမှာဖြစ်ပါတယ်နော်ဒီပုံးရဲ့ဒီလိုမျိုးအောက်မှာနော်ကျွန်တော်ပြတဲ့နံပါတ်မှာခဏတုန်းကနံပါတ်10လုံးကိုရိုက်ရမှာနော်နံပါတ်10လုံးကိုဒီနေရာမှာရေးလိုက်ပေါ့နော်ယူလိုက်အဲ့ဒီနေရာမှာဒီလိုမျိုးပေါ့နော်နံပါတ်ကိုမမှန်မှန်ကန်ကန်ရိုက်ထည့်ပြရမှာဖြစ်ပါတယ်နော်နံပါတ်ကိုတည်တည်ချာချာကြည့်ပြပါနော်မှန်ကန်လားမမှန်ကန်လားပေါ့နော် တကယ်လို့ဒီနေရာမှာကိုရိုက်ခဲ့တဲ့နံပါတ်ကမမှန်ကောက်ဘူးဆိုလို့ဆိုရင်သူများရဲ့ဘန်နဲတွေကိုပတ်စပ်နေပါလေဝင်သွားတာလို့ပါလို့ပဲဖြစ်တတ်တယ်เนาะတေချာကြည့်ပေးရမှာဖြစ်ပါတယ်เนาะတကယ်လို့เนาะဒီနေရာမှာဖြစ်တတ်တာရှိတယ်เนาะကိုဒီဘန်ကောက်ကိုထဲလိုက်လို့ပေါ့เนาะနံပါတ်မှားသွားတာလို့ပို့သွားတာလို့ဆိုရင်เนาะပြန်ပြီးတော့ဖြတ်မနေလားမသိဆိုအခုကျွန်တော်ဝိုင်းပြတဲ့နေရာမှာကဲခိုင်ဆိုတဲ့နေရာပေါ့เนาะဒီနေရာလေးမှာလာပြီးတော့တစ်ချက်ပြန်နှိပ်လိုက်မှာဆိုလို့ဆိုရင်နံပါတ်တွေအကုန်လုံးပျောက်ပြီးတော့ပေါ့เนาะ အစားနေပြီးတော့ကိုပြန်ရေးခိုင်းမှာပေါ့နော်အဒီနေရာမှာနော်ကိုရဲ့နံပါတ်ကိုပြန်ပြီးတော့ရေးပေါ့နော်တကယ်လို့မာဘာနဲ့နံပါတ်0ဆင်အဲ့လိုနေရာလေးကိုနော်အခုကျွန်တော်ဝိုင်းပြတဲ့နေရာလေးကိုပြန်နှိပ်ပြီးတော့ပြန်ရေးပါနော်ပြီးလို့ဆင်ရင်နော်ကိုထဲနဲ့ဘာနံပါတ်ကမှန်ကန်ပြီဆိုလို့ဆင်ရင်အခုကျွန်တော်ဝိုင်းပြတာနဲ့ကျွန်တော်မြားလေးပြတာနဲ့ပေါ့နော်နံပါတ်1နေရာထူ3ပေါ့နော်မှန်ကန်တယ်ဆိုတော့နေရာလေးကိုထပ်ပြီးတော့တစ်ချက်ထပ်နှိပ်ရမှာဖြစ်ပါတယ်နော် မှန်ကန်ပြီဆိုတဲ့အကြောင်းပေါ့နော်အဲ့နေရာလေးကိုတခါထပ်နိုင်မှာနော်အဲ့ဒီနေရာလေးကိုနော်နှိပ်လိုက်ပြီဆိုလို့ရှိရင်အခုလိုမျိုးပုံစံလေးပေါ်လာမှာနော်ပေါ်လာတာဘာလဲဆိုတော့နော်ကျွန်တော်တို့ပန်ထဲကိုထည့်လို့ရတဲ့ပတ်စံက100တန်ထည့်လို့ရမယ်900တန်ထည့်လို့ရမယ်1000တန်ထည့်လို့ရမှာပေါ့နော်အဲ့ဒါကိုသူကနေပြီးတော့ပြတာပေးတာဖြစ်ပါတယ်เนาะ နောက်ပြီးတော့ကျွန်တော်တို့ဒီနေရာမှာတတိထားမယ်เนาะကျွန်တော်တို့ပတ်စံထဲနဲ့ချိန်ကြလို့ဆိုရင်ကျွန်တော်တို့တတိထားမှာကကျွန်တော်တို့ထည့်လိုက်မဲ့ပတ်စံမှာဒီလိုမျိုးမကလစ်တွေပေါ့เนาะကလစ်တွေညှက်တာလားပေါ့เนาะတရီခွင်းနေပါလားเนาะပတ်စံနေခေါက်နေလားဆိုတာကိုတိတိကျကျစစ်ပေးရမှာဖြစ်ပါတယ်เนาะပတ်စံနေခေါက်နေလို့လည်းမရဘူးတရီခွင်းပါလို့လည်းမရဘူးပေါ့เนาะပတ်စံနေမှာနောက်ပြီးတော့တချို့တွေကကလစ်တွေပါတွေညှက်တာတာတွေရှိတယ်เนาะချိုးတွေပါတွေဆိုစင်ပရိသေဝင်သေးတာလုံးเนาะပရိသေဝင်တီတာလို့ပါလို့ဆိုရင်ဒီကျွန်တော်တို့ကလစ်တွေပါတွေညှက်တာတာတွေရှိတယ်เนาะ အဲ့ဒီကလစ်တွေပါတွေကိုစီရင်ကျွန်တော်တို့ဖျောက်ပေးရမှာเนาะတည်တည်ကြာကြာပတ်စံကိုစီစီဆက်ဆက်လုပ်ပြီးတော့มาเนาะကျွန်တော်တို့ဒီပုံးထဲကိုထည့်ပေးရမှာဖြစ်ပါတယ်เนาะဒါကြောင့်မို့မထည့်ခင်ပတ်စံကိုတည်ချာရည်ပြီးတော့တည်ချာစီတာပြီးတော့ဆစ်ဆေးပေးပါเนาะဒါမဲ့လွှဲလို့ရတဲ့ပတ်စံဆိုလို့เนาะထည့်လို့ရတဲ့ပတ်စံဆိုလို့ကျွန်တော်ခဏပြောပြသလိုပါเนาะခဏပြောသလိုတရားတန်ရမယ်ငားတန်ရမယ်တထောင်တန်ရမယ်ပေါ့เนาะ ပြီးလို့ဆိုလို့ဆိုရင်တော့ကျွန်တော်တို့တေချာပတ်စံဆစ်ဆီးပွားပြီးတော့ကျွန်တော်တို့လောက်ပွားပြီးဆိုလို့ဆိုရင်အခုကျွန်တော်ပြာနေဒီအောက်ဆုံးကနေရာလေးကိုတခါထပ်နိုင်မယ်နော်ဒီလိုကိုမနိုင်ခင်မှာနော်ဒီလိုပေါ်နေချိန်မှာတော့ကျွန်တော်တို့ပတ်စံကတော့ထည့်လို့မရသေးဘူးနော်အခုကျွန်တော်ပြာနေဒီအောက်ဆုံးကနေရာလေးကိုတခြားနိုင်လာမှသလင်းသူကပုံကပွင့်လာမှဖြစ်တယ်နော်ဒါကြောင့်မို့သူကအဆန်မထည့်ခင်မှာသူကအရင်ဆုံးကိုယ်ကိုတတိပေးတာပေါ့နော်ခနာဥစ္စာပြောနှုတ်စာလေးပေါ့နော်ဒါကြောင့်မို့ကျွန်တော်ပြာနေဒီအောက်ဝနေရာလေးကိုတခြားနိုင်လိုက်မယ်နော် အဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပြီးဆိုလို့ဆိုရင်เนาะဒီလိုမျိုးပုံစံလေးပေါ်လာမှာเนาะဒီလိုမျိုးပုံစံလေးပေါ်လာတာဘာလဲဆိုတော့เนาะကိုရဲ့ဘာနံပါတ်နဲ့ကိုရဲ့နာမည်နဲ့ကိုပေါ်လာတာဖြစ်တယ်เนาะဒီနေရာမှာပတ်စံတဲ့အသေးချာကြည့်เนาะဒီလိုမျိုးပေါ်လာတဲ့အချိန်မှာကိုကြည့်လိုက်လို့ကိုရဲ့နာမည်မဟုတ်ဘူးဆိုလို့ဆိုရင်ပေါ့เนาะပတ်စံမထဲနဲ့เนาะပြန်ပြီးတော့ရုပ်သိမ်းပြီးတော့ပြောမှဆိုလို့ဆိုရင်ပြန်ပြီးတော့နှိပ်ပေါ့เนาะ ဒီနေရာမှာကိုကြည့်လို့အဲကိုနမဲတေချာပြီဆိုလို့ဆိုရင်တော့เนาะကိုပတ်စံထဲလို့ရပြီပေါ့เนาะအခုလိုမျိုးသူပုံစံလေးပုံလဲပွင့်လာမှာပေါ့เนาะပုံလဲပွင့်လာမယ်လူမျိုးပုံစံလေးလည်းပေါ်လာမှာเนาะပေါ်လာပြီဆိုရင်ဒါ okay ပေါ့เนาะနောက်တနေရာထပ်သွားမှာเนาะပြီးလို့ဆိုလို့ဆိုရင်ကျွန်တော်တို့ဒီအာဝနေပြီးတော့ပုံလေးရဒီလိုမျိုးအော်တိုလေးသူပွင့်လာမှာเนาะအော်တိုသူသူပွင့်လာမှာเนาะပွင့်လာလို့ဆိုလို့ဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုရင်ပတ်စံကိုထည့်ရမှာဖြစ်ပါတယ်เนาะ ခဏတုန်းကကျွန်တော်ပြောပြနေကျွန်တော်လူပတ်ဆန်းကိုတေချာစီထားပြီးတော့ဗောနော်တေချာလောက်တာပြီးနေအရန်တစ်ဖြစ်နေနဲ့ပိုင်ဆန်ကိုဒီမှာထည့်ပေးရမှာဖြစ်ပါတယ်เนาะဒီနေရာလေးမှာထည့်လိုက်မယ်เนาะပတ်ဆန်ကိုတေတေချာချာပိုင်ဆန်ကိုဒီလိုမျိုးတေတေချာချာထည့်ပွားရဆိုလို့ဆိုရင်ပိုင်ဆန်ထည့်ပြီးတာနဲ့ဒီအဖုံးကသူ့ရဲ့အလုံးလုံးနေနဲ့တူတူပိုက်သွားမှာဖြစ်ပါတယ်เนาะဒီလိုမျိုးဗောနော်ဒီလိုမျိုးတူတူပိုက်သွားမှာเนาะပိုက်သွားပြီးလို့ဆိုလို့ဆိုရင် ကိုခဏလေးစားရမှာပေါ့နော်ပိတ်သွားပြီဆိုလို့ဆိုရင်ဒီလိုမျိုးပုံစံလေးထပ်ပြီးတော့ပေါ်လာမှာเนาะကျွန်တော်ပြပိတ်ပြီးလို့ဆိုရင်เนาะဒီလိုမျိုးပိုက်ဆံအဲရည်နေတဲ့ပုံစံလေးပေါ့နော်သူပေါ်လာမှာเนาะဒီလိုမျိုးပုံစံလေးပေါ်လာရင်ဒါကိုခဏစားပေးရမှာเนาะကိုရဲ့ပတ်စံဘလောက်စီလဲဆိုတာသူစားနေပြီးတော့ရည်ပြီးနေတာပေါ့နော်တထောင်တန်ပတန်ယူอ่ะတရာတန်ပတန်ယူอ่ะအဲ့လိုပေါ့နော်ဆိုတော့သူကရည်ပြီးနေတာเนาะအဲ့ချိန်မှာကိုခဏလေးစားရမှာเนาะ ီလိုမျိုးတော့စောက်ပြီးတာနဲ့အခုလိုမျိုးပတ်စံရည်ပြီးတော့ပြီးွားလို့ရက်တာနဲ့เนาะဒီလိုမျိုးပုံစံလေးပေါ်လာမှာเนาะဒီမျိုးပုံစံလေးရတော့เนาะကိုတကယ်လို့အဆန်ထဲလိုက်နဲ့တရားတန်ဆိုရင်လည်းတရားတန်ဘလောက်ပေါ့เนาะသူကပေါ်ပြီးတာเนาะတထောင်တန်ဆိုရင်တထောင်တန်ဘလောက်အဲ့လိုပေါ့เนาะပေါ်ပြီးတာဖြစ်တယ်เนาะဒါကြောင့်ကျွန်တော်ဒီမှာကြတော့เนาะကျွန်တော်ထဲလိုက်တာတထောင်တန်6ရက်ပေါ့เนาะထဲတာတထောင်တန်6ရက်ထဲတယ်ဆိုတော့ तू က6000ပေါ့เนาะ तू ပေါ်ပြီးတာเนาะတထောင်တန်6ရက်ထဲတယ်6000ဆိုတော့ तू ကပေါ်ပြီးတာဖြစ်ပါတယ်เนาะ ကိုပစာကိုတေချာစစ်စီဝိုင်းဆိုလို့ဆိုရင်အခုကျွန်တော်ပြာရံနဲ့ဒီမြားနေရာလေးပေါ့နော်ထပ်ပြီးတော့နေရာမှာဖြစ်ပါတယ်နော်ထူတုံးဆိုတဲ့နေရာပေါ့နော်မှန်ကန်နေဆိုတဲ့နေရာလေးကိုထပ်ပြီးတော့နေရာမှာဖြစ်ပါတယ်နော်အဲ့ဒီလိုမျိုးနှိမ့်လိုက်ပြီးဆိုတာနဲ့เนาะဒီလိုမျိုးပတ်စံကြီးနဲ့ပုံစံလေးတစ်ခါထပ်ပြီးတော့ပေါ်လာမယ်เนาะပေါ်လာလို့ဆိုရင်ခနာဆောက်ရမယ်เนาะအဲ့ဒါကတော့ဘာလဲဆိုတော့ ကိုရဲ့ပစံကိုသူတခါအတီးပြူလိုက်ပြီဆိုတဲ့အကြောင်းပေါ့နော်သူရဲ့ဘာနဲ့ကိုထဲ့နေပေါ့နော်အချိန်မှဆိုလို့ရှိရင်ကိုခဏလေးစောက်ပေးရမနော်အဲ့လိုမျိုးစောက်လို့ပြီးတဲ့ဆိုတာနဲ့ဒီလိုမျိုးပုံစံလေးပေါ့နော်ပန်းစလေးလေးထွက်လာမှဖြစ်တယ်နော်ဒီနေရာမှာပန်းစလေးလေးထွက်လာမှာပေါ့နော်ခဏလိုမျိုးပစံကြီးနဲ့ပုံစံလေးပြီးတဲ့ဆိုတာနဲ့ကိုရဲ့ဘယ်လိုပြောမလဲငွေဖြတ်ပိုင်းပေါ့နော်ထွက်လာမှဖြစ်တယ်နော်အဲ့ငွေဖြတ်ပိုင်းကိုတို့တေချာယူတော့ ကြည့်ရမှာပေါ့နော် ကြည့်ရမှာတခြားယူပြီးတော့ကြည့်မှာပေါ့နော်ဒီငွေဖြတ်ပိုင်းလေးမှာဘာတွေပါမလဲဆိုရင်ကိုပစံလွှဲတာနဲ့ဥစ္စာပေါ့နော်ပစံတထောင်တန်းဘယ်နဲ့ရွက်လွှဲတော့ပေါ့နော်တထောင်တန်းဘယ်နဲ့ရွက်တသအဲတထောင်တန်းဘလောက်တရာတန်းဘလောက်ဆိုပြီးတော့သူကပေါ့မှာပေါ့နော်တချို့တွေပေါ့ကိုတငငချင်းကိုတကယ်လို့ပစံနေပါတယ်လွှဲပေးတယ်ဘာညာပေါ့ဆိုတော့နော်ကိုရဲ့တငယ်ချင်းရဲ့ဗန်စာအုပ်နဲ့လာပြီးတော့လွှဲပေးမယ်ဆိုရင်လည်းလွှဲလို့ရပါတယ်เนาะခစီကောင်ချင်းတူတယ်ဆိုရင်လွှဲလို့ရတယ် ဆိုပြီးလို့ဆိုရင်ဒီဥစ္စာလေးကိုဆက်လက်လေးကိုတပ်ပုံရိုက်ပြီးတော့ဗောနော်ကိုယ့်ရဲ့တငယ်ချင်းကိုပြပေးရမှာဖြစ်တယ်เนาะအဲ့ဒီဆက်လက်တမှာဆိုလို့ဆိုရင်ဒီလိုမျိုးလေးပေါ်လာမှာเนาะဒီလိုမျိုးလေးသူရဲ့အထဲထဲမှာဟိုကျွန်တော်ထည့်လိုက်တာဆိုလို့ဆိုရင်တထောင်တန်း6ရွက်ဗောနော်အမှသူရေးထားတယ်เนาะတထောင်တန်း6ရွက်တရားတန်းတော့မရှိဘူးဗောနော်900တန်းလည်းမရှိဘူးเนาะသူတို့မှာပေါ်တယ်เนาะတေချာကြီးเนาะ100တန်းရင်900တန်းရင်1000တန်းရင်ထောင်တန်းရင်အဆုံးမျိုးပဲထည့်လို့ရတယ်เนาะအခုလို့ပေါ်တယ်เนาะ အခုလိုပိုင်းစလေးထွက်ပြီးတော့အခုလိုမျိုးအဆင်ပြေပါရင်စံတာအခုလုံး okay ပါရင်တော့အခုလုံးအဆင်ပြေပါရင်နော်ကဲနော်ကျွန်တော်ဒီနေ့ပြန်လည်းမျှဝေပေးနေဥစားလေးဒါတော့နော်ဒီလောက်မှပဲပြီးဆုံးသွားတာဖြစ်ပါတယ်နော်ကျွန်တော်ဖျားပေးတာတော့စီစီဆက်ဆက်ပါနော်စီစီချာချာကျွန်တော်စားသုံးအောင်ပြပေးတာပါနော်ကျွန်တော်ပြန်တဲ့ဗီဒီယိုလေးကိုနော်ကြိုင်နေတတ်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ YouTube channel ကို like share လုပ်ပြီး subscribe လေးနှိပ်ထားပေးပါလို့နော်ကျွန်တော်အနေနဲ့တောင်းဆိုချင်ပါတယ်နော်နောက်ပြီးတော့တကယ်လို့ သိကျင်တာတွေစီလို့ဆိုလို့ဆိုရင်လည်းကျွန်တော်ရဲ့ YouTube ရဲ့ဒီဗီဒီယိုရဲ့အောက်အောက်မှာเนาะအောက်မှာလာပြီးတော့မှတ်ပါပေးလို့ရပါတယ်เนาะကိုသိကျင်တဲ့ဥစားလေးတွေเนาะကျွန်တော်အနေနဲ့ပြန်ပြီးတော့ဖြည့်ပေးမယ်เนาะကျွန်တော်အနေနဲ့အချိန်အားလို့ဆိုရင်ကျွန်တော်ပြန်ပြီးတော့ဗီဒီယိုလေးလေးလောက်ပြီးတော့ကျွန်တော်ပြန်တင်ပေးမှာဖြစ်ပါတယ်เนาะနောက်ပြီးတော့ကျွန်တော်ရဲ့ဗီဒီယိုမှာเนาะအခုဆိုလို့ဆိုလို့ဆိုရင်ကြော်ညာလေးဝင်နေပြီเนาะကြော်ညာလေးဝင်တဲ့အတွက်ကြောင့်မို့ကျွန်တော်ရဲ့ကြော်ညာလေးကိုလည်းကြည့်ပေးပါလို့เนาะမကြော်လိုက်ပဲနဲ့ကြည့်ပေးပါလို့เนาะကျွန်တော်အနေနဲ့အဲတောင်းဆိုချင်ပါတယ်เนาะ ကဲအားလုံးဇွန်လန်းချမ်းမြေ့ကြပါစေเนาะကျွန်တော်အနေနဲ့ဒီမှာပဲညီကုန်ချုပ်လိုက်ပါတယ်เนาะ